ောင်းရတာကျွန်တော်ဒီမှာ funding ပြမှာ 5kph ရတဲ့အချိန်မှာပထမ phase 1ကိုအဲ draw down တော်တော်များများဖြစ်ပြီးတော့ draw down 200ကျော်ဖြစ်ခဲ့တယ်200ကျော်ဖြစ်ပြီးတော့နောက်ရမှာ recovery တစ်ချက်ပြန်ယူရဲ recovery ယူပြီးသွားတဲ့အချိန်မှာနောက်ဆုံး slow down မြောက်နေမှာကျွန်တော်တခါလေး TPT ပြီးတော့ phase 1 pass တော့ကျွန်တော်ရွှေ entry တစ်ချက်ပြပြမယ်ပေါ့နော်ဒီ version နဲ့နောက်ဆုံး grade မှာ330ကျော်ထိရခဲ့ပေါ့ဆိုတော့ကျွန်တော်ပြပေးမယ် အဲ့ဒီအယူခဲ့တဲ့ entry အဓိကကံစီပေးရတော့ GBP USD ဖြစ်တယ်ပေါ့နော် GBP USD မှာကျွန်တော် market ကိုတချို့ analysis လုပ်ပြီးတော့စောင့်ကြည့်ရအောင်စောင့်ကြည့်ပြီးတော့မှဒီ entry ရဲ့အာ entry ရဲ့ထဲမှာဒီ entry တော်တော်လာနေပြီပြောရအောင်နော်တချို့ရင်တော့ market open တဲ့ချိန်မှာ analysis လုပ်တယ် new high new low လောက်သတ်မှတ်တယ်ပြီးတော့ PBS daily high daily low သတ်မှတ်တာနော်လောလောဆယ်တော့မရှိတော့ကျွန်တော်တချို့ကိုလုပ်တာပေါ့ ဒီမှာဆိုလို့ရှိရင် Asia Market Open တယ် Asia Market Open တဲ့အချိန်မှာလည်းဖြစ်လဲဆို previous new year session ကနေပြီးတော့ဒီလိုမျိုး sweep up ဖြစ်တာပေါ့နော်ဒီလိုဒီ sweep ဖြစ်သွားတဲ့အချိန်မှာ continuation လာမလားဆိုတော့စောင့်ကြည့်ရယ် continuation continuation မရောက်ခဲ့ဘူးဗျာ continuation မလာဘူးလို့ဖြစ်လို့ဒါဒီမှာအာ15မိနစ် time frame မှာပဲဒီ mini trend လေးပေါ့နော် trend line အသေးစားလေးတစ်ချက်ပေါ့အဲ့တော့ကျွန်တော် trend line ကိုဒီအချိန်မှာ break out လုပ်မယ်ဆိုတော့စောင့်ကြည့်ရယ်အကယ်၍ဒီ trend line ရအပေါ် break out လုပ်ခင်ကျွန်တော်ပိုင်ကြည့်လို့မှာပေါ့နော်ဒီကဲဒီအောက်ကို break out လုပ်ခင်ကျွန်တော်ဆက်ရင်ပြန်လာမယ်ဆိုတော့တက်မှတ်ထားပါတယ် အဲ့မှာဘာဖြစ်လဲဆိုတော့ကျွန်တော်အဲ့နေ့မှာ30ရက်နေ့မှာ channel market open တယ် channel market open တဲ့ချိန်မှာ channel market movement ကဘာဖြစ်လဲဆိုတော့ဒီမှာသူက trend line ကိုဒီ mini trend line ကို break out break out ဖြစ်သွားပြီ break out ဖြစ်ပြီးသားအပြင်ဒီမှာလည်း break out structure ထားထားတယ်ဒီမှာ channel market open တဲ့ချိန်မှာ candle body နဲ့ close လာမှာเนาะအဲ့ကောင် break out structure ဖြစ်သွားတယ်ဟုတ်ပြီအောက်ကို break out ဖြစ်တာကြောင့်ကျွန်တော်ဘာလို့ဆောင်းလဲဆိုတော့ trend break out ဖြစ်တဲ့ကြောင့်မလို့ trend retrace ကိုပြန်ဆောင်းပြီလား trend retrace ကိုဆောင်းတဲ့ချိန်မှာဒီမှာဒါရှိတယ်လား favorite ကရှိတယ်ဒီ အမီနေတန်ဖိုင်အကဲဘယ်လိုကတခုချင်ရှိရပါနော်ကျွန်တော်ချက်ဆီလိုက်မယ်ဒီဖေဗယ်လိကကို react တဲ့အချိန်မှာပုံမှန်ဆိုလို့ရှိရင် reaction ပြီးရမယ်အဲ့ဒီလေးရှိရပါနော်ပုံမှန်ချိန်နေဆိုလို့ရှိရင်ကျွန်တော်ဒီကန်တယ်မှာ position ယူလိုက်ပြီးဒါမှမဟုတ်ကျွန်တော်အခုကမယူပြသွားမယူပြပဲနဲ့ဒီကောင်းကို save value gap ရေလောက်တာဆောင်းတယ်ရေပြီးတော့ဒီကောင်း breakout structure လောက်က secure ဖြစ်ပြီဆိုတော့အခြေအနေမှာ human တွေကျွန်တော်တွက်ထားလိုက်ရအောင် အချိန်မှာမဖြစ်လဲဆိုတော့ဒီမှာတန်းပြီးတော့တခါပဲဘေးကမဖြစ်ပါဘူးဘေးကမဖြစ်ပဲနဲ့အာ weight တွေအများကြီးကျန်နေပါတော့ကျန်တဲ့ weight တွေအများကြီးကျန်တော့ဒီကျန်တဲ့ weight ဘယ်လိုဆက်သွားမလဲဆိုတော့တစ်ချက်စောင့်ကြည့်ရအောင်စောင့်ကြည့်ရတဲ့အချိန်မှာအခြေအနေကဘယ်လိုရှိလဲဆိုတော့ဒီ15မိနစ် favorite look up ကိုပဲတော့ပြန်ပြီး retrace back ပြန်လာတယ် retrace back ပြန်လာတော့ဟုတ်ပြီအဲ retrace back ကနေပြီးတော့ကန်တဲ့ရနေပြီး break down ထည့်ပြမယ်ဆိုလို့ရှင် review မယ်ဆိုပြီးတော့တက်မှတ်လိုက်တယ်အဲဒီမှာပြရမယ်ဆိုလို့ရှင်အာခဏနော် ဒီမှာတော့ break up ပြန်ဖြစ်သွားတယ်။ဒီမှာဆိုလို့ရှိရင်လေအဲဒါဒီ35မိနစ်ဖယ်ပဲလုပ်ခဲ့ကုန်မှာလာပြီး week နဲ့လာပေါ်ပါဗျာ week week ပေါ်ပြီးဒီလိုခြံခဲ့တဲ့အတွက်ကြောင့်10 strength strong confidence ရပါတယ်ခေါ့နော် strong confidence ရအောင်ကျွန်တော်ဒီကိုအစင်းလာအချိန်မှာ candle close တဲ့အချိန်မှာကျွန်တော် attribute ခဲ့ဒီကန်နဲ့အသေးလေးပါနော်ဒီကန်နဲ့အသေးလေး close တဲ့အချိန်မှာ attribute ဆက်ယူခဲ့တယ် ်နော်ကျွန်တော် close တိုင်းအချိန်မှာ NGU ကဲ NGU ပြီးသားတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်ရဲ့ TP ကိုကျွန်တော်မှာထားလိုက်15မိနစ်တိုင်းဖြစ်အောင် shift လုပ်တယ် shift ပြီးသားတော့အဲ့ဒီမှာပါရှိလဲဆိုတော့အဲ့ဒါမှာက open နေပြီးတော့ကျွန်တော် previous new year session လို့ထိရှိရဲ့ကျွန်တော်ရဲ့ဒီ analysis ရဆိုလို့ရှိရင်ဒီကောင် sweep ပြီးတော့ continuation တောင်းမယ်ဆိုလို့ရှိရင်ဒီ previous ကျန်ခဲ့တဲ့ session တွေရဲ့ different class အားမှာเนาะအကျွန်တော်ဒီမှာဒီ liquidity ကိုကျွန်တော်ရဲ့ target ကိုပြထားတာ誒ဒီ liquidity ရော ။ target ပြထားပြော entry လောက်အောင်မှာ new year session point ပြီးသွားတဲ့အချိန်မှာ entry footy ပြထားပါတော့။ is to 6 night ယူထားတယ်။ကျွန်တော်ဒီမှာဒီ trade တစ်ချောင်းကိုကျွန်တော်ဒေါ်လာ50ကျော်ရင်းနေတာပါ။အားကျောင်းနေပြီးတော့အာ12ဖြစ်ပြီ။300ကျော်တိကျွန်တော် TPT ပါခဲ့ပါတယ်။အဲ့မှာဆိုတော့ကျွန်တော်နောက်ထပ် conference ရှိခဲ့တာကအာတစ်ချက်ပြပြရမယ်ဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင်ကျွန်တော် trade strategy ရဆိုလို့ရှိရင်ဒီကောင်းလား အာ new york session လာတယ် new york session ပြော degree sweep လာပြောဒီမှာဒီလိုမျိုး sorry degree sweep လာပြောလို့ချင်းသူက continuation သွားမယ့်အခြေအနေရှိတယ်ဒါပေမဲ့ continuation မလုပ်နိုင်မယ့်လေ session session နဲ့ learn session မှာဒီ new york session high ကိုဖောက်မသွားနိုင်ဘူး continuation မသွားနိုင်ဘူးမသွားနိုင်တဲ့အချိန်မှာလာမယ်ဆိုတော့ဒီတော့ retrace နဲ့သတ်မှတ်ပြီးတော့ down trend မှာ new york session ကိုပြင်ပြီးတော့ degree ဒီစားမယ်ဆိုတော့သတ်မှတ်လို့ရတာကသတ်မှတ်လို့ရတယ်ဆိုတော့ကျွန်တော်ဒီမှာ ပေါ်ခဲ့တဲ့ mini trend line လေးကိုကျွန်တော်စောင့်ကြည့်ရယ် mini trend line ကို break out ဖြစ်တာလားစောင့်ကြည့်ရယ် view က line line session မှာ clean တက်ရေးခဲ့ရပါတော့အဲဒီ RT reversal အနေနဲ့ပြီးတော့ initial session reversal အနေနဲ့ဒီ new session ဒီလိုဒီလားစားပါတယ်ဒီကိပ်တီပါအဆင်ပြေပါတော့ ငါကကဆက်ပြ down flow သွားပါတယ်။အဲကြတော့ဒီပုံတွေတခုပါနော်။အခုဒီနေ့အတွက်ကတော့ကျွန်တော် entry channel ယူထားပြီးလဲ။အာ market structure တိတ်ပြီးမတိမ်မရင်လို့ပဲပါနော်။ market structure အခြေအနေတူတူလောက်တက်ကြတယ်။ဒီမှာပဲကျွန်တော်ဒီ entry တခုယူရအောင်ဆိုတော့ gaining profit ဖြစ်မှာပါနော်။ကျွန်တော် FT ပြရတယ်။ဒါလည်းဆိုတော့ဒီ agent session previous agent session မှာရှိခဲ့တဲ့ဒီလိုက target ပါနော်။ကျွန်တော်ရဲ့ခေလန်စမောင်းကဒီလောက်ရလို့ရှိရင်အဆင်ပြေတဲ့ session ထမှာပဲဒီပြထားရတာပါ။ Oops, sorry. Okay, well, I'll do that.